်ချက်ပြအဲ့တော့မှတ်ထားအရေးကြီးဆုံးကစိတ်ပဲအရေးကြီးဆုံးကဘာလို့သာသနာကိုကျင့်ကြိုတယ်ဆိုတော့လည်းစိတ်ပဲမကျင့်ကြိုတာစိတ်ပဲလူကျင်တန်းကျင်တယ်ဆိုတော့စိတ်ပဲမလူကျင်မတန်းကျင်ဘူးဆိုတော့လည်းဘာလို့စိတ်ပဲဒါမှမကြောင်းကောင်းတဲ့စိတ်လေးမပြောက်စင်နဲ့ပြောက်ပါစိတ်မပြောက်ပြပါစိတ်မပြောက်စင်နဲ့စိတ်ကောင်းစိတ်မြတ်လေးပြောက်အောင်မလားမပြောက်အောင်မလားမပြောက်စင်နဲ့ကောင်းတဲ့စိတ်လေးမပြောက်သေးသမျှကာလပတ်လုံးကောင်းတာအကုန်လုံးနိုင်တ ကောင်းတာအကုန်လုံးနိုင်တဲ့ကာလပတ်လုံးချမ်းသာဒုက္ခမုတ်ချမတွေ့ရမှာဖြစ်တယ်။ဒီနေ့စိတ်ကောင်းစိတ်မြတ်တွေပျောက်သွားရင်မကောင်းတာအကုန်လုံးကြလိမ့်မယ်။မကောင်းတာအကုန်လုံးရင်ဆင်းရဲတွေနဲ့မှလားမနဲ့မှလား။ဒါမှမဟုတ်ချမ်းသာခြင်းဆင်းရဲခြင်းတွေအဓိကအကြောင်းတရားကစိတ်ကဖြစ်လာတာ။ဘယ်သူကဖြစ်လာ။သဘောပေါက်ရလား။ဒါမှမဟုတ်ဒကာကြီးတို့အပယ်ကျသွားတာလဲစိတ်ပဲ။အပယ်ကျသွားတာလဲဘာလို့။ဟောနှဲ့ရွာနိဗ္ဗာန်ရောက်သွားတာလဲဘာလို့။ စိတ်ပဲဘဝမှာအရေးကြီးဆုံးကဘာတော့စိတ်ဒါမျိုးကိုယ်စိတ်ကိုစောင့်ရှောက်ထားဖို့လိုလားမလိုဘူးလားကိုယ်စိတ်ကိုဆုံးမကြဖို့လိုလားမလိုဘူးလားစိတ်ကိုစောင့်ရှောက်မှနိဗ္ဗာန်ရမယ်စိတ်ကိုဆုံးမမှဘယ်ရမှာတော့နိဗ္ဗာန်ရမယ်သဘောပေါက်ရလားဒါမျိုးကြောင့်အာလုံအာလုံဒီနေ့သရောကောင်းပေါင်းတို့ဒီမြင့်မြတ်ထက်တန်းကြတဲ့မိမိစိတ်လေးကိုမပြောက်သောအောင်စောင့်ရှောက်နိုင်ကြပါစေစိတ်ယုံမှမြတ်ကိုယ်စီမရောက်လာအောင် အမတန်ကြမ်းတမ်းခက်တမ်းတဲ့စိတ်တွေမိမိကိုဝင်ရောက်မနှောက်ရှက်အောင်စိတ်လေးတွေကိုလည်းအကောင်းဆုံးဆုံးမနိုင်ကြပါစေ။ဤကဲ့သို့မြင့်မြတ်အထက်တန်းကြသောစိတ်နေစိတ်ဓာတ်တို့ဖြင့်မြင့်မြတ်အထက်တန်းကြသောဘဝများရရှိနိုင်ကြပါစေ။နောက်ဆုံးဘဝရဲ့လွတ်မြောက်ရာ ဖြစ်တဲ့မဟာအသင်္ခတအငြိမ့်တနိဗ္ဗာန်ချမ်းသာတိုက်အောင်ရရှိရောက်ရှိခံစားဆန်းစားနိုင်ကြပါစေကုန်။ Tadi.